မို့ဇုံးခင်မရှိတာရင်ကိုဒီတိုင်းမစားတယ်လို့ဇုံးခင်ဇုံးခင်တော့မရှိဘူးဟိုမနှက်ပြန်ကြရင်မိုးဝဲထားလိုက်မယ်လေဒီလိုလုပ်ပါလားဒီနေ့တော့ဒီဇုံးလေးနဲ့ပဲစားလိုက်နော်ဟုတ်ဟုတ်တယ်ခတ်တူရဲ့ဟိုဟိုဒေါ်လီမနဲ့ဈေးသွားလို့ရှိရင်လေဈေးလမ်းမှာမှာလေဇုံးခင်းရည်ဆိုတော့အာချောက်အောင်တော့မပေါင်းနေတာပဲသိလားဟုတ်ဒေါ်လီတို့ကြတော့လေအိမ်မှာလက်နဲ့ပဲစားတာဆိုတော့လေ ငပိရေတိုးစရာနဲ့ထမင်းကိုဟောတလို့ဟောတလို့နေပြီးတော့အားရပါအော်အလုံးကိုစားပလိုက်တာအားရမရောစားတာစားစားရရနော်တော်လေးသမီးပဲထည့်ပေးလိုက်တော့အော်အေး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 စေးစားကြနော်အော်အော်ဟိုစားပြီးလို့ရှိရင်လေဟိုထမင်းနေအကုန်လုံးကိုလေစားချင်စားကြတယ်ဇလုံးကြီးတွေထည့်ထားလိုက်သိလားဟိုအောက်မှာလေခွေးမာရင်ပြီးလုံးကတားကြနေတာတားကြနေတာဆိုတော့သူကလေခဏခဏစားတတ်တယ်အတူကလေငါတို့တွေးရအောင်မယ်လေ ငါတို့သာသူ့ကိုမကြွေးဘူးဆိုရင်လေသူကလေအမိုက်ပုံတဲကိုခေါင်းကိုတိုးတိုးပြီးဝင်းနေတော့တာပဲကဲကဲစားကြစားကြအာရပါရစားကြလွတ်လွတ်လပ်စားကြစား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 ဒါကချင်မောင်ရဲ့အမြင့်ကလေးဒီနေ့တော့ဒီဇုံးလေးနဲ့ပဲစားလိုက်နော်မောင်စုပူရသည်ချစ်စော်ရည်သည်စိတ်တွေလှောင်ရှားကုန်